ဒီဒီဘက်စီစဉ်ကပြန်လဲကြိုဆိုပါရယ်ဒီဒီဘက်ဆွနေမှုနဲ့ပတ်သက်ပြီးတော့ကတ်တွန်းနဲ့မိမောင်းထိုးပြတရုတ်ဖော်ပြမယ်ကတ်တွန်းဆရာကတော့ကိုစိုးတော်ရာဖြစ်ပါတယ်ခုနကပထမပိုင်းစီစဉ်မှာမေးချင်လို့ပဲဖြစ်ဖြစ်ဆွေးနွေးချင်လို့ပဲဖြစ်ဖြစ်လက်ထောင်ထားတဲ့ပြဿနာရှိပါလေရှင်ဒီဘက်ကဆရာထင်ပါတယ်ဟုတ်အော်ဟုတ်ကဲ့ပါကျွန်တော်အနေနဲ့အခုလက်တလောပေါ့တည်င်းစာတွေမှာတော်တော်များများပါနေတယ် သစ်ဖန်ဆီးမှုတို့တခြားဟာတွေတော်တော်များများတွေးတယ်ဗျအဲ့တော့ဌာနဆိုင်ရာသူထိုက်တင်တဲ့လောက်အလုပ်လုပ်တယ်ဆိုတာတွေးနေပြီလက်ခံပါတယ်ကြိုးဆိုးပါတယ်သို့တော့သတင်းစာထဲမှာထည့်လိုက်တဲ့ကားနဲ့မိလဲနဲတဲ့ကားတွေမဟုတ်ဘူးသို့တော့မြို့ကြီးတွေကိုဥတဟုဖြတ်သွားနေတဲ့ရှိမှလိုင်စင်ကြီးပါရဲသားနဲ့ပိုင်ရှင်မဲဆိုတာအခုနားပြောတယ်ဥပဒေရဘာလို့သွားကျွန်တော် ်တတော်ဌာနဖြစ်စေဂျန်တဲ့ဒီအာနာပိုင်အဖွဲ့စည်းဘလောက်ပဲလှုပ်လှုပ်ဒီယူပေါက်ဆိုတဲ့လောဥပဒေတစ်ခုဒီဘသူမှတောင်းမှရှိတယ်လေကျွန်တော်အဲ့ဒါလေးသိရှိနေတာဟုတ်ကျေးဇူးတော်ကျေးဇူးတော်ကျေးဇူးတင်ပါခနာလေးနာဆရာပြောရတဲ့ဒီစားပေါ့လေတတော်ဂျိုးဝိုင်းလေးကိုတိုးချဲ့နေတယ်ပြောတယ်ကျွန်တော်တောင်ကြီးသားတယောက်အမြင်ပြောရရင် ဘာဖြစ်လို့တစ်တော့ဂျိုးဝိုင်းကြီးကိုဖျက်ပြီးတော့ဟိုတယ်ဆုံးစောင့်နေတာလဲအဲ့ဒါလေးကျွန်တော်ကြီးသိချင်ပါပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါအင်္ဂယ်တစ်ချက်လောက်ကြွပါရှင်ဒီဘက်ခွတ်တော့ဘာမျိုးစိတ်တွေကိုထိန်သိမ်းနေရအပြင်ဘယ်လိုအကျိုးကျေးဇူးရှိမှာလဲမထိန်သိမ်းဘယ်လိုအကျိုးရောက်မှာလဲအဲဒီလိုဟွာဘယ်လိုထိန်သိမ်းလို့ရှင်ဌာနဆိုင်ရာတွေ့ပဲအကျိုးရှိမှာလားနောက်ဟွာဘယ်လိုဟို ဟိုဘယ်လဲ NGO အတွက်ပဲအကျိုးရှိမှလားအစိုးရအတွက်ပဲအကျိုးရှိမှလားပြည်သူတို့အတွက်ဘလောက်အကျိုးရှိမှလဲကျွန်တော်သိချင်ပါဟုတ်ကဲ့အင်ကဲကျေးဇူးတင်ပါတယ်ရှင်ဟုတ်ဟုတ်ကဲ့ညာမေခွန်အများစုကဆရာနဲ့ဆက်ဆက်တယ်လို့ထင်ပါတယ်ဟုတ်ပါတယ်ကျွန်တော်ကဖြေရမှာဖြစ်ဟုတ်ကဲ့ဟုတ်အဲ့တော့နံပါတ်1ပြောသွားတာကပိုင်ရှင်မဲ့ဆိုတော့တလုံးရင်လေးတဲဆောင်နဲ့ဟာရီပေါ့ဘသူပိုင်တယ်လဲဆိုတော့ပိုင်ရှင်မဲ့ဖြစ်နေတယ်ဆိုရယ်မေခွန်လေးပထမမေခွန်ကတော့ဆရာဟုတ်ကဲ့တရားမဝင်တစ်တွေကိုတဲတယ်ဆိုပြီးကျွန်တော်တို့ကအရေးယူပါတယ်ဖမ်းပါတယ် ာနဲ့ခါမလဲဆိုတော့ပြောဆိုပေါ့ကျွန်တော်ခက်ရခက်စဖမ်းပါတယ်ကျွန်တော်တို့ရှိတဲ့အင်အားနဲ့ကျွန်တော်တို့ရှိတဲ့ facility နဲ့တနတ်လည်းမပါပါဘူးကျွန်တော်တို့ဖမ်းရမှာအနယ်လည်းရှိပါတယ်ဖမ်းပြီးရင်ကျွန်တော်တို့ကပုံမှန်ရဆိုရင်ဒါအမှုစစ်ပါတယ်စစ်တဲ့ခါမှာတော့ကားသမားတွေကများသောအားဖြင့်နော်ထွက်ပြေးကြပါတယ်ပြီးတော့ကျွန်တော်တို့ကကားတွေကိုဒီကညာနာကိုပို့ပါတယ် train နဲ့ခဲချင်းနဲ့ပို့ပါတယ်ပို့တဲ့ခါကျတော့ကညာနာမှာဒါပိုင်ရှင်မရှိဘူးပိုင်ရှင်မဲ့ကား register လုပ်မထားဘူးဆိုတော့ခါမျိုးနဲ့သူကပြန်มาတယ်အဲ့ခါမှာကျွန်တော်ကပိုင်ရှင်းမဲ့ကားဆိုပြီးတတ်မှတ်ပါတယ်ဒါပေမဲ့တကယ်တကယ်ဟိုဘောเนาะအစင်းမြင့်အဖွဲ့စည်းကစစ်မယ်ဆိုတော့ဘလူကဟိုပိုင်နေဟိုဒေတာလူတွေလည်းသိနိုင်တာဗောเนาะဒါပေမဲ့ကျွန်တော်တို့ရှင်မှာဖြစ်နေတာဒေတာလူကသူ့ကားပါဆိုတာဘလူမှကျွန်တော်တို့မပြောပါဘူးအမိုးမခံပါဘူးတို့အားနာနေပါတယ်ဒါမှမဟုတ်ကျွန်တော်ပိုင်ရှင်းမဲ့ဖြစ်နေတာဖြစ်ပါတယ်တခုဖြတ်မိကျင်ပါတယ်ဆရာဟုတ်ကဲ့ အခု journal တွေထဲမှာလည်းပါနေတယ်သတင်းစာတွေထဲမှာလည်းပါနေတယ်တစ်လုံးကားအစီး400ကျော်မိထားတဲ့ကိစ္စကချင်ပြည်နယ်မှာသွားမိတယ်အဲ့ဒါကျမရန်ကုန်မှာနေတော့တစ်တော်ဌာနကပုဂ္ဂိုလ်ကြီးတယောက်ကပြောတာဟာဒီတစ်တင်ဟာတဲ့ကချင်ပြည်နယ်ကတစ်တင်မဟုတ်ဘူးတဲ့ကချင်ပြည်နယ်မှာရွက်ချွေတော်မရှိဘူးကျွန်းမရှိဘူးတမလန်းမရှိဘူးအဲ့ဒီအခုတည်သွားတာတွေကတမလန်းနဲ့ကျွန်းနဲ့ဖြစ်တယ်စကိုင်းတိုင်းနဲ့ကတစ်တင်ဖြစ်တယ်ကားအစီး400ကျော်ကြီးကိုခုတ်နေတော့မသိဘူးလားမဖမ်းမိဘူးလားစကိုင်းတိုင်းထဲမှာဖြတ်တန်းသွားလာစင်မဖမ်းမိဘူးလား ဘာကြောင့်လို့ကချင်ပြည်နယ်မှာမှတော့ဖမ်းမိတယ်လဲနောက်မေကွန်းတစ်ခုကဒီဓာတ်တွေကိုဒါတရားရင်ဆိုင်နေတာဒါတနိုင်ငံလုံးသိပါတယ်တရားရင်ဆိုင်နေတာပေးလိုက်တဲ့အပြစ်ကထောင်6လကျမတို့အရင်တော့ကြာပူးတာကျွန်းတိပင်ခုံရင်ကျမလောတွေလုံနေပါတယ်အဲ့ဒီ forest law မှာရော environmental conservation law မှာလည်းပါတယ်ကျွန်းတပင်ထုတ်ရင်ခုတ်ရင်ထောင်ခွန်းနှစ်အခုကကားအစီ400ကျော်ခုတ်ထားတာကိုထောင်6လဆိုတော့ဒါဟုတ်တယ်ရအားနဲ့ချက်တူပေါ့နော် ျမတို့မြန်မာနိုင်ငံမှာဥပဒေတွေကိုဆက်နဲ့လှည့်ထုတ်သလိုထုတ်နေတယ်။ဒီပြည်တော်စုလွှတ်တော်ကရောအမျိုးသားလွှတ်တော်ကဥပဒေတွေကိုဆက်နဲ့လှည့်ထုတ်သလိုထုတ်နေတယ်။ဘာအားနည်းနေလဲဆိုတော့ဥပဒေအတိုင်းလိုက်နာဆောင်ရွက်ဖို့ဥပဒေအတိုင်းအရေးယူဖို့အပိုင်းမှာအရန်အားနည်းနေပါတယ်။အဲ့တော့အဲ့ဒီအပိုင်းကိုများနိုင်ငံတော်ကကြီးစုဆောင်ရှောက်ဖို့ရှိပါသေးသလားဆရာ။အနေထားလေးများဆရာသိရင်ပါနော်။နည်းနည်းရှင်းလို့ပြည်စုဆရာပွဲဖြစ်မယ်ထင်ပါတယ်။ဟုတ်ပါတယ်။ကျေးဇူးတင်ပါတယ်မေးပေးတဲ့အတွက်ကျွန်တော်တို့ကလည်းဒါဖြေကြားခြင်းပါတယ်ဟုတ်ကဲ့ပါ ကျွန်တော်တို့ကတရားမဝင်တဲ့ကဘယ်မှာဖြစ်ပေါ်လဲလို့ကျွန်တော်တို့ပြန်ကြည့်ပါတယ်เนาะကျွန်တော်တို့တောကြီးမှာခုနကပြော80ရာခိုင်နှုန်းတော့ဒီတောမှာနေတဲ့တောစုတောင်သားတွေရဲ့ဒီခောက်လှဲပြီးတော့မှကုန်တယ်ရ trade လောက်တာဖြစ်ပါတယ်ဒါတစ်ချက်ပေါ့ဒါပေမဲ့တောကတောင်သူတောင်သားတွေကလည်းဒါကိုထိမ့်မယ်ဆိုတာကိုသိပေမဲ့သူတို့ရဲ့စင်ရမှုပေါ့เนาะဟိုဆိုစိုက်ပျိုးရေးလုပ်ငန်းပြီးရင်ဝင်ငွေရမယ့်လုပ်ငန်းမရှိတဲ့အတွက်ဒီလုပ်ငန်းကိုလောက်တာဖြစ်ပါတယ် ကျွန်တော်တို့ကလည်းခုနကပြောဆိုဧကတသောင်းလောက်မှာတယောက်ဆိုတဲ့ခါကျတော့ကျွန်တော်ကဖမ်းမှုဟိုတချို့ဟာခက်ခဲရှိပါတယ်ဒီလမ်းကြောင်းမှာတကယ်တမ်းတော့ကျွန်တော်တို့အဖွဲ့ကြီးပဲမဟုတ်ပါဘူးဒီကာကွယ်ထိန်းသိမ်းတတော်ဥရိယာတတော်ဝန်ထမ်းတွေနေပဲဆိုင်တာမဟုတ်ပါဘူးတန်တဲ့လူတွေလည်းဒါဆိုင်ပါတယ်ကျွန်တော်တို့ကသတင်းပေးရင်ကျွန်တော်ကသတင်းပေးစုပေးခြင်းပါတယ်ဒါပေမဲ့သတင်းပေးမဲ့လူမရှိပါဘူးဒီဝင်ရောက်ဖမ်းဆီးပြီးတော့ဟိုတခါကြတော့ရဲတပ်ဖွဲ့ဖမ်းတာရှိပါတယ်စာရဖွဲ့ဖမ်းတာရှိပါတယ် ဒါမှမဟုတ်ဒီလမ်းကြောင်းကလွတ်ထွက်ပြီးတော့ကျွန်တော်တို့ဝန်ထမ်းတွေကမဖမ်းနိုင်ပါဘူးဖြစ်တာပါအခု link case ဆိုလဲဒါကျွန်တော်တော့ဖမ်းတယ်ဖမ်းတဲ့ခါမှာကြည်ရွာလူတွေကကုံတရတတ်တတ်ကုံတရသူကမပြောဘူးကုံတရကျွန်တော်တို့ကိုဆင်းပြီးတော့တတ်ခိုင်းတာပေါ့နော်ဒါမျိုးတွေဖြစ်လာတာပေါ့အဲ့ဒါလိုမျိုးကျွန်တော်တို့ကပြဿနာလေးတွေရှိတဲ့အခါကျွန်တော်ကဖမ်းရတာခက်တယ်ဟုတ်ကဲ့ပါဆရာဒါမှမဟုတ်လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ဒါကား400လောက်ပါတော့မိတဲ့ခါမှာဒါမိတာဖြစ်သွားတယ်ဟိုအခြားဟိုကျွန်တော်တို့ဘက်က ဆိုတော့ပြောတော့ဝန်ထမ်းအားနဲ့ facility အားနဲ့အားလုံးပူးပေါင်းဆောင်ရွက်မှုအားနဲ့တကြောင်ဒါဖြစ်ပါတယ်ဒါအခုနိုင်ငံတော်ကလည်းအစီအစဉ်နဲ့ဒီတက်တွေကိုနော်တရားဝင်လေချောင်းရအောင်သူတို့ဖန်ဆီးကိုဆောင်ရွက်လာပြီဖြစ်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်ဆရာဟုတ်ခုနအနောက်ကအင်္ဂလိပ်ကမေးထားပါတယ်ဇီဝမျိုးစုံမျိုးကွဲတက်ရှိတွေထိမ့်သိမ့်ရင်ဘာဖြစ်မလဲမထိမ့်သိမ့်ရင်ဘာဖြစ်မလဲထိမ့်သိမ့်ရင်ဘယ်သူတွေအကျိုးရှိမှာလဲဟိုအရာရာပြောင်းလဲမှုတွေဟာကျမတို့ကတက်ရှိလောကမှာ genetic visa ကြောင့်ပြောင်းလဲတယ်ပတ်ဝန်းကျင်ကြောင့်ပြောင်းလဲတယ်ဒီနေရာမှာ visa ကိုခဏပြန်ထားလိုက်ပတ်ဝန်းကျင်ကိုပဲကျွန်တော်တို့ကြည့်မယ်အဲ့တော့ကျွန်တော်တို့အင်းလေးနဲ့နမူနာပေးပါမယ်ဘာတွေပြောင်းလဲနေလဲဆိုလို့ရှိရင်အင်းလေးကန်ကြီးကကောလာနေတယ် နုံပေါကြမှုများလာပြီးတော့မှရေဝင်နေလာတယ်ဒါကတစ်ချက်ပါနောက်တစ်ခုကအင်းလေးကန်ထဲမှာရှိတဲ့ကန်ထဲကရေအေးသွေးကအရညံ့ပြင်းလာတယ်အရညစ်ပတ်လာတယ်အစိတ်တောက်တွေဖြစ်လာဒါဒုတိယအချက်ပါပထမချက်ကိုပြောရမယ်ဆိုလို့ရှိရင်ကျမတို့ပတ်ဝန်းကျင်ပြောင်းလဲလာတာကကျမတို့အင်းလေးကန်ဟာတောင်တန်းကြီးတဲ့နှစ်ခုရဲ့ဂျမ်းမှာရှိတယ်အရှိတ်ဖက်တောင်တန်းရှိတဲ့အနောက်ဖက်တောင်တန်းရှိတယ်အဲ့ဒီတောင်တန်းနေပေါ်မှာနေထိုင်သောလူတွေကစိုက်ပျိုးရေးလုပ်ကြတယ်လောက်ကြတဲ့အခါမှာသူတို့ကတစ်ခါတင်ကြတော့လေသူကတောင်ရွှေပြောင်းတောင်ရစနစ်တွေလုတ်တယ်တစ်တော်တွေခုတ်တယ် ီးနှံပင်နေစိုက်တယ်။စိုက်တဲ့အခါမှာသူကစိုက်တဲ့အတွက်လည်းပဲတက်တော်တွေမရှိတော့တဲ့အတွက်ပဲရေထိန်သိမ်းနိုင်မှုမရှိတော့ဘူး။နောက်တစ်ခါထွန်ထယ်တဲ့စနစ်တရားလည်းမှားယွင်းနေတယ်။အကယ်၍ကွန်ဒိုကသင်းကန့်ပုံစံနေနောက်စီးဟုတ်တယ်ဘသူအကျိုးရှိမလဲဘသူစုပ်ယုံမလဲဘသူအကျိုးရှိမလဲဆိုတာထိမ့်သိမ့်ရင်တပေါ်ဇီဝမျိုးစုံမျိုးကွဲကိုထိမ့်သိမ့်ရင်ဘသူအကျိုးရှိမလဲဇီဝမျိုးစုံမျိုးကွဲကိုထိမ့်သိမ့်လို့ရှင်တော့ပြည်သူလူထုကအကျိုးရှိမယ်ဒါပေမဲ့ဂျားရဲအမြတ်ထုတ်ခုတ်ဖြတ်တဲ့အဖွဲ့အစည်းတွေပေါ်လာဥမာခရိုနီလိုဟာမျိုးတွေပေါ်လာရင်တော့သူအကျိုးရှိသွားမှာပေါ့ နော်အကယ်၍မထိမ့်သိမ့်မှုဆိုရင်ပြည်သူလူထုတွေပဲနင့်နာသွားမယ်ကျေးဇူးတင်ပါတယ်မတ်နော်အေးအေးနေမေးချင်ပါတယ်ပြည်သူလူထုရဲ့ပူပေါင်းဆောင်ရွက်မှုလိုနေတယ်ဆရာတို့ပြည်သူလူထုကတည်မပေးပါဘူးတဲ့ခုနဆရာပြောတယ်အမကဒေတာအထီကိုကွင်းစင်းနေတဲ့သူတွေအဲ့တော့ပြည်သူလူထုကဒီဟာနဲ့ပတ်သက်ပြီးတော့သူတို့မှာအသိဉာဏ် awareness မရှိဘူးလားမှာ ီလိုဖြစ်လာရင်ဒီကိုသွားလို့ရတယ်ဒီဖုန်းနံပါတ်ကိုဆက်ရမယ်စသဖြင့်ပေါ့နော်တကယ်ကိုပွန့်ပွန့်လင်းလင်းသိထားတာမျိုးမရှိနေဘူးပေါ့ဟိုတိုင်လို့ရတယ်ဆိုတော့ဆရာတို့ရုံးဝင်သွားရင်လည်းသိထားမယ်ဒါပေမဲ့နောက်တစ်ခါကကျွန်မတို့ပြောလာတာကဟုတ်ပြီတိုင်တန်းလို့ရတယ်ဒါပေမဲ့တိုင်တန်းတဲ့အခါမှာတို့ကိုအကာအကွယ်ပါပြန်ပေးမလဲဆရာတို့တောင်မှအန္တရာယ်ရှိနေတယ်ဆိုရင်တို့ကတည်င်းလာပေးရမယ့်အခါမှာတို့ကိုဘယ်လိုကာကွယ်ပေးထားမှာလဲတို့က လာပြောပေးမယ်ဆိုရင်တော့မှဒါပေမဲ့ကျွန်တော်တို့တကယ်ဆွေးနွေးကြည့်တဲ့အခါမှာသူတို့နားမှာတော့သူတို့အထင်လွဲခံရတယ်ဒီဒေတာခံကျွန်တော်တို့တွေ့တဲ့ရွာတရွာဆိုရင်အဲ့နောက်မှာတစ်တေကိုလာခုတ်ကြတယ်လူအယောက်30 40ကျွဲတွေနဲ့နွားတွေနဲ့လာခုတ်ကြတယ်ပြီးတော့သူတို့ကရွှေပြောင်းတောင်ရလောက်တယ်ဒါပေမဲ့အစိုးရလာကွင်းဆင်းကြည့်လိုက်ရင်သူတို့ရွှေပြောင်းတောင်ရလောက်ထားလို့တော်ပြုံသွားတယ်လို့ပဲမြင်တယ်တကယ်တမ်းဒီအုပ်စုလိုက်လာခုတ်တဲ့လူကိုသူတို့မမြင်လိုက်ရဘူး ဆိုတော့ဒေတာခန်နေရသူတို့သူတို့ဈီမှာအပြစ်ရောက်သွားတာပေါ့နော်အဲ့ဒါမျိုးတွေရှိရအတွက်တကယ်တမ်းဟိုပြည်သူလူထုနဲ့ပူးပေါင်းမယ်ဆိုရင်တော့တခုကတော့ကျမမြင်တာတခုကတော့ပြည်သူလူထုတွေပါဝင်လာနိုင်မဲ့လမ်းကိုဟိုရှင်းရှင်းလင်းလင်းလမ်းစဉ်ချမှတ်ထားဖို့ရယ်သူတို့ကောက်ွယ်ပေးဖို့ရယ်ပြီးတော့ဆရာတို့မှာတော့မှအနေရရှိတယ်ဆိုရင်လည်းဘလောက်ကြီးတဲ့ကောက်ွယ်မှုထပ်လို့လဲအဲ့လိုအပ်တဲ့ကောက်ွယ်မှုကိုရယူရမယ်ကျမတို့နိုင်ငံအဆင့်အနေနဲ့လေအဲ့လိုလှုပ်ဆေးခြင်းပါတယ်ဟုတ်ကိုဆိုင်ကိုမိခြင်းပါတယ် ီတော့ရိုင်းတရိတ်စံဒီကိုတက်ဖြတ်ပြီးတော့ရောင်းဝယ်တာအရှင်တွေရောင်းဝယ်တာဟာလားဒီဈေးကွက်ကြီးကဒီမှာရှိတဲ့မြောင်များစွာကအင်းနီချင်းနိုင်ငံကိုသွားပြီးတော့ trick ဖြစ်နေတယ်ကုန်သွယ်မှုတွေဖြစ်နေတယ်ဒါအဓိကကဒေတာခံနေကြောင်းလားဒါမှမဟုတ်လို့ရှင်ဘယ်လိုအချက်လက်တွေအားနည်းလို့ဒီ trade ကြီးကတလောက် တောင်ကြီးမားနေလဲအဓိကဒေတာခံတွေကတကယ်တမ်းပြောရရင်ဒီဖွဲခိုးအဆင့်လောက်ပဲရှိတယ်ခင်ဗျတကယ်လို့တော်တဲ့ကပစ္စည်းတွေတို့ခိုးပြီးတော့ထုတ်ကြတယ်ဆိုတော့မှတို့ရင်တို့အားနဲ့ ဒီလောက်ထိကြီးမားတဲ့စီးပွားကုန်သွယ်မှုအဆင့်ထိရောက်အောင်ဒီတာရဲတရိတ်ဆန်တွေကိုတင်ပို့ဖို့ဖြစ်နိုင်ပါဘူးခင်ဗျာများသောအားဖြင့်ဒီကြီးမားတဲ့ကုန်သွယ်မှုတစ်ခုဖြစ်ဖို့ဆိုတာဂိုဒေါင်တွေထားရတယ်ခင်ဗျာဥပမာလိတ်ပို့လိုက်မယ်ကျွန်တော်ရှားပါကျဲလေးကိုပို့လိုက်မယ်ဆိုလဲအဲ့ကျဲလေးကိုအဆင့်ဆင့်ကျွန်တော်တူလောင်ရတယ်ဒါပြတော့အရှင်ရောက်မှဖြစ်တာဖြစ်တဲ့အတွက်တကယ်ဟိုကွန်တိန်နာကြီးနေနဲ့အဆင့်ဆင့်တော့တည်ဆောင်ပြီးတော့ပို့ရတယ်ဖြစ်တဲ့အတွက်ခိုးဝက်ပြီးတော့လှုပ်လို့ရတဲ့ကိစ္စမျိုးမဟုတ်ခင်ဗျာဂိတ်တွေအဆင့်ဆင့်တူဖြတ်ရတယ်ဒါပေမဲ့ဒီကြားထဲမှာခုနဆရာမရဲ့စကားကိုပြန်ပြီးတော့ကောက်မယ်ဆိုရင်ဒီ law enforcement ဆိုခေါ်တဲ့ဒီတရားဥပဒေခိုင်မာမှုကို တွန်းအားပေးနိုင်တဲ့အဖွဲ့အစည်းဒီကိုနိုင်ကိုကတရားဥပဒေကိုတကယ်ထိန်းသိမ်းစောင့်ရှောက်လိုက်နာဖို့လိုတယ်ပေါ့တကယ်တမ်းကျတော့ဒေသခံလေဆိုတာဒီနေရာမှာနမည်ခေါင်းစဉ်အတက်ခံရတဲ့အဆင့်လောက်ပဲရှိပါတယ်တကယ်တမ်းကျတော့သူတို့ရဲ့အင်အားဟုတ်ပါဘူးကျေးဇူးတင်ပါတယ်တစ္စမမဆွေးနွေးသူအနေနဲ့တိုင်းရင်းတိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့ကနေပြီးတော့မှ program director ဦးစောထွန်းရဲ့ဆွေးနွေးချက်ကလေးကိုတစ်ချက်လောက်ကြည့်လိုက်အောင်ရှင့် ီဇီဝမျိုးစုံမျိုးကွဲလို့ခေါ်တဲ့ကျွန်တော်တို့တက်ရှိမျိုးစုံကဒါကျွန်တော်တို့ဒါဟောပေါ့နော်တဖြည်းဖြည်းနဲ့ညှော်နေလာတယ်နောက်တစ်ခုကတချို့ဆိုရင်မျိုးသုံးပြောက်ကွဲလာတယ်ပေါ့နော်ဆိုတော့အဲ့ဒါကတော့အကြောင်းရင်းတွေကျွန်တော်တို့တော်တော်များများရှိပါတယ်တစ်ချက်ကတော့ခုနကလူကြီးပုံများလာတယ်နောက်တစ်ခုကတော့ဇီဝရေးဖွံ့ဖြိုးတိုးတက်လာတော့ကျွန်တော်တို့ဒါတင်ဟန်ဇာတာပို့လို့လာတယ်ပေါ့နော်အဲ့တော့တင်ဟန်ဇာတာလို့တဲ့အချိန်မှာကျွန်တော်တို့ဒီတက်ရှိတွေရဲ့ဝင်ဝိုင်းတွေကနေကျွန်တော်တင်ဟန်ဇာတာတွေထုတ်ယူရတော့တခါလေကျရင်အလွန်ကျွံသုံးဆွဲတာတွေပါလာတယ်ပေါ့နော်တခါလေကျတော့လည်းပဲ အဝိသမစီဝိုင်းသမားတွေလည်းရှိတော့နော်ခဏကနိုင်ငံတော်ကဥပဒေဒီဥပဒေချမှတ်ထားပေးမယ်လည်းပဲအဲ့ဒါကိုကြော်လွန်ပြီးတော့ကျွန်တော်တရားမဝင်ထုတ်တဲ့လူတွေလည်းရှိရပေါ့နော်အဲ့တော့အဲ့လိုအဲ့လိုလူတွေအတွက်တော့ကျွန်တော်တို့ခဏကဥပဒေစိုးမိုးရင်းနဲ့ကင်းလဲလုပ်ငန်းပေါ့နော်အဲ့တော့ဥမာတရားမဝင်ကျွန်တော်တို့တစ်ထုတ်တဲ့ဟာတွေတရားမဝင်အမဲလိုက်တဲ့လုပ်ငန်းတွေတရားမဝင်ကျွန်တော်တို့ဒါအာကျွန်တော်တို့ဟောပေါ့နော်တတ်တတ်တူတူဖော်တဲ့လုပ်ငန်းတွေပေါ့အဲ့တော့ဒါတွေကို ကျွန်တော်တို့ short ချဖို့ကျွန်တော်တို့ဒါ ွားပြအောင်လုပ်သွားဖို့ဆိုရင်လည်းပဲကျွန်တော်တစ်ဖက်တစ်လမ်းကခေါင်းကဥပေစုံမွေးနဲ့ကင်းလဲလုပ်ငန်းဆောင်ရွက်ဖို့လုပ်ရဲပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့တခြားတစ်ပိုင်းကတော့ဒါဟောပေါ့နော်အဲ့တော့ကျွန်တော်တို့ကဇီဝမျိုးစုံမျိုးွဲလို့သာပြောနေတာကျွန်တော်တို့တခါလေကြာရင်လည်းကိုယ့်အိတ်ကတည်းကပတ်စံဘယ်လောက်ရှိတယ်လဲဆိုတာမသိတဲ့ဟာမျိုးပေါ့နော်အဲ့တော့သူတည်တနာလုပ်ငန်းเนี่ยကျွန်တော်တို့ဒါလိလာစင်းကောက်တဲ့လုပ်ငန်းနေဒါတွေလည်းရေရှည်လုပ်သွားဖို့လိုပါတယ်အဲ့ဒါမှသာလင်ကျွန်တော်နိုင်ငံမှာဇီဝမျိုးစုံမျိုးွဲလို့ပြောတာမျိုးစေးပေါင်းဘယ်လောက်ရှိသလဲ ဘယ်ယာတွေကတော့ရှားပါနေပြီလဲဘယ်မျိုးစေ့တွေကဘယ်မှာ ရှင်သန်နေထိုင်တယ်လဲအဲ့ဒီပုံမူတည်ပြီးမှကျွန်တော်တို့ခုနကဟောပေါ့နော် management decision ပေါ့ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတော့ဆုံးဖြတ်ချက်တွေကျွန်တော်တို့ချနိုင်မှာဖြစ်ပါတယ်အဲ့တော့အချင်းချင်းပြောလိုက်ရရင်တော့ကျွန်တော်တို့ခုနကဟောပေါ့နော်ဒီဒေသခံပြည်သူနဲ့အဓိကပူးပေါင်းဆောင်ရွက်ရမယ်နောက်ကျွန်တော်တို့ဒီဝိသမလောကကျွန်တော်စီးပွားရေးသမားတွေကျွန်တော်ထိန်းချုပ်ဖို့အတွက်ခုနကဟောပါပေါ့နော်ဒီဥရီစုံမိုးရင်းနဲ့ကင်းလဲလုပ်ငန်းတွေဆောင်ရွက်ရမယ်ပြီးတော့ကျွန်တော်တို့ဒီ စီဝါမျိုးစုံမျိုးကွဲတွေကိုရေရှည်ကျွန်တော်တို့လေ့လာစောင့်ကြည့်တဲ့သုတေသနနဲ့လေ့လာစရင်ကောက်လုပ်ငန်းပေါ့နော်အဲ့တော့အားအားလေးဆောင်ရွက်ရမယ်ပြီးတော့မှကျွန်တော်တို့အများပြည်သူတို့ရဲ့အသိဉာဏ်ပညာမြင့်တင်တဲ့လုပ်ငန်းတွေပေါ့အားအားလေးဆောင်ရွက်ဖို့လိုပါတယ်